တနစ်တာတမာကျန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖတ်ရန်တမာကျန်းစာမှာရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး၄မှ၆အထိဖြစ်ပါတယ်။ရာဇဝင်ကျုပ်ဒုတိယဆောင် အခန်းကြီး၄ဗိမ္မာန်တော်အတွက်တစာများအလျားအတောင်၂၀အနံ့အတောင်၂၀အမြင့်၁၀တောင်ရှိသောကျေးဝါရစ်ပလင်ကိုလည်းလုပ်လေ၏ အချင်း၁၀တောင်အဝန်းအတောင်၃၀အဆောက်၅တောင်ရှိသောကျေးဝါရေကန်ကိုလည်းလှုပ်လေ၏ရေကန်နားပတ်အောက်ပလည်၌ဘူတိယုံများအတောင်တထောင်တွင်ဆယ်လုံးစီစီအောင်ဘူတိယုံနှစ်ပတ်ကိုရေကန်နှင့်တဆတ်တီးသွန်းလေ၏နွားတဆတ်နှစ်ခုပေါ်မှတီလျက်ရှိ၏နွားတို့သည် အတွင်းသို့နောက်ခိုင်း၍အရှိအနောက် တောင်မြောက်အရက်လေးမျက်နာတို့တမျက်နှာလျင်သုံးခုစီမျက်နှာပြူကြဤရေကန်သည်ဒူလက်တဝါရှိဤအပေါ်အနာပတ်လေသည်ဖလားအနာပတ်ကဲ့သို့ကြောက်ပွင့်အပြောင်းနှင့်ပြေဆုံးဤရေဘက်သုံးထောင်ဝင်နိုင်ဤမိရှုရာရင်းနှစ်ဆိုင်သော အရာတို့ကိုစေးစရာဘူးအင်ဒုံဆယ်လုံးကိုလည်းလှုပ်၍လက်ရဘက်၌အင်ဒုံ၅လုံး လက်ဝဲဘက်၌ငါးလုံးကိုထားလေ၏ရေကံမူကားရှစ်ပရောဟိတ်ရေချိုးเสียဘူးဖြစ်သည်တည်းရွှေမီးကုံဆယ်ခုကိုလည်းအရင်ပုံနှင့်အညီလုပ်၍ဗိမ္မာန်တော်အတွင်လက်ရဘက်၌ငါးခုလက်ဝဲဘက်၌ငါးခုကိုထားလေ၏စပွဲဆယ်ခုကိုလည်းလုပ်၍ဗိမ္မာန်တော်အတွင်လက်ရဘက်၌ငါးခု လက်ဝဲဘက်၌ငါးခုကိုထားလေ၏ရွှေဖလားတရာကိုလည်းလှုပ်လေ၏ရှစ်ပရောဟိတ်တတိုင်းပြင်တတိုင်းကြီးတတိုင်းတကားရွက်များကိုလည်းလှုပ်၍တကားရွက်တို့ကိုကြေးဝဖြင့်ဖုံးအုပ်လေ၏ရေကန်ကိုလည်းအိမ်တော်လက်ရဘက်အရှိတောင်တောင်၌နေရာချ၏ဟိရန်သည်ဦးများရေမုတ်များအင်တုံငယ်များကိုလည်းလှုပ်သဖြင့် ရှောလမုံမင်းကြီးအဖို့ဖျားသခင်ဤအိမ်တော်၌လက်ဆတ်သက်တော်အရာများဟုမူကားတိုင်းနှစ်တိုင်းတိုင်ထိတ်နှင့်တိုင်ထိတ်အထွတ်နှစ်ခုတိုင်ထိတ်အထုတ်ကိုဖုံးလွှမ်းစရာကိုရွက်နှစ်ရွက်ထိုကိုရွက်အပေါ်မှာတလဲသည့်နှစ်တန်းစီတလဲသည့်ပေါင်းလေးရာခုံများခုံပေါ်မှာတင်ထားသောအင်တုံများရေကန်တကန်ရေကန်ကိုထောက်သောနွားတစ်ဆနှစ်ခု အိုးများရေမုတ်များအမဲကြိတ်များဒီရှောလမုံမင်းကြီးအဖို့ဟီရန်လုတ်သည်မြတ်သောထာဝရဖရာဤအိမ်တော်တစားတို့သည်ပြောင်ပြောင်တောက်သောကြေးဝါဖြစ် ပြီးကြ၏ယော်ဒန်ကျိုက်သူကုံမျိုးနှင့်ဇာတန်မျိုးဆက်ကြားတွင်တရွတ်လုတ်เสียရာကောင်းသောမြေ၌ရှင်ဘရင်တုံးလေ၏ရှောလမုံသည်ထိုတစားတို့ကို များစွာလှုပ်တော့ကြောင်းခြေဝါအချိန်ကိုအဘယ်သူမှမသိရှောလာမုန်ဒီလေဖျားသခင်ဤအိမ်တော်နှင့်ဆိုင်သမျှတော်တစားများတီးဟုတော်ရွှေရပလင်ရှစ်တော်မုန်တင်စရာစပွဲတရားတော်အတိုင်းဖျားဒိတ်ဌာနတော်ရှိမှထုံးစရာဘူးရွှေစင်မိကုံနှင့်မိခွက်များရွှေစင်ဖြစ်ပြီးသောပန်းပွင့်မိခွက်မိကင်တစားများ ရွှေစင်ဖြစ်ပြီးသောမိညက်လင်ပန်းစုံကြာခံစရာဦးများအိမ်တော်ထဲမှာအလွန်တန့်ရှင်းရာဌာနတော်အတွင်ကန်းတကရွဲ့နှင့်ဗိမ္မာန်တော်ပြင်ခန်းတကရွဲ့တို့ကိုလည်းရွှေဖြစ်ပြီးစေ၏ကြာစဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး9ထို့သူရှောလမုန်ဒီထာဝရဖျားဤအိမ်တော်ဖို့ ပြုလုပ်စီရင်သည်။အလုံးစုံတို့ကိုလက်ဆက်သက်ပြီးမှ ခမဲတော်ဒါဝိလူတော်ရွှေငွေတစားများကိုဆောင်ခဲ့၍ဖျားသခင်ဤအိမ်တော်ဗန္နာစုထဲမှာတွင်ထားလေ၏ပရိညင်တစ်တာကိုဘိမှန်တော်သူပေးဆောင်ခြင်းထိုအခါထာဝရဖျားဤပရိညင်တစ်တာတော်ကိုစည်းအုံမီတော်ဒါဝိမျိုးမှဆောင်ခဲ့လူတော်မှာရှောလမုန်သည် ဣတရီလအမျိုးအသက်ကြီးသူအပေါင်းတို့နဲ့ဣတရီလအဆွေအမျိုးအသီးသီးကိုပုတ်တော်ခေါင်းမင်းအပေါင်းတို့ကိုယေရုရှလင်မြို့သို့ခေါ်တော်မူသည့်အတိုင်းဣတရီလလူအပေါင်းတို့သည်တတမလာ၌လုံသောပွဲတွင်တွင်ရှင်ဘရင်ထံတော်သို့စူဝေးရောက်လာကြ၏ဣတရီလအမျိုးအသက်ကြီးသူအပေါင်းတို့သည်လာ၍လေဝိသားတို့သည်လည်းထာဝရဖျားဤတစ်တာတော်ကိုထမ်းလျက် ပရိသတ်စည်းဝေးရတဲတော်တဲတော်နှင့်ဆိုင်၍တန်ရှင်းသောတစားလုံးစုံတို့ကိုရှစ်ပရောဟိတ်များနှင့်လေဝိသားများတို့သည်ဆောင်ခဲ့ကြ၏ရှောလမုန်မင်းကြီးမှစ၍တစ်တာတော်ရှိမှစည်းဝေးတော်ဣသရီလာပရိသတ်အပေါင်းတို့သည် မရေတွက်နိုင်အတိုင်းမသိများစွာသောတူးမွားတို့ကိုရစ်ပူဇော်ကြ၏ရှစ်ပရောဟိတ်တို့သည်လည်း ထာဝရဖရာဤပဒိညင်တစ်တာတော်ကိုအိမ်တော်အတွင်းသို့တွင်၍အလွန်တရှိရာဌာနဒီဟုသောဗျာဒိတ်ဌာနတော်ထဲမှခီရိုဗိန်အတောင်တို့အောက်သူနေရာ၌ထားကြ၏ခီရိုဗိန်တို့သည်မိမိအတောင်ကိုတစ်တာတော်နေရာပေါ်မှဖြန့်၍တစ်တာတော်နှင့်တပိုးတို့ကိုလွှဲမိုးလျက်ရှိကြ၏တပိုးတို့ကိုဆွဲထားသဖြင့်တပိုးဖျားတို့သည် ပြင်ခန်း၌မထင် တတတော်ရှိဗျာဒိဋ္ဌာနတော်၌သာထင်၍ယနေ့တိုင်အောင်ရှိကြ၏ဣသူရီလအမျိုးသားတို့သည်အေဂုတုပြည်မှထွက်၍ထာဝရဖျားသည်သူတို့နှင့်ပဒိညင်ဖွဲ့တော်မူသောအခါမောရှိသည်ဟောရရဲ့အရက်၌ရှိစဉ်တွင်းထားသောကြောက်ပြားနှစ်ပြားမှတပါတတတော်ထဲ၌အဘယ်အရာမှမရှိထာဝရဖျား၏ဘုံအတည်ရတော်ထိုအခါ စီဝေသောယေဘရဟိတ်တို့သည် အလှည့်တင်သည့်အတိုင်းအမှုတော်ကိုမဆောက်ရှိသမျှတို့သည်တန်ရှင်းသည့်ဖြစ်၍တန်ရှင်းရဌာနထဲကထွက်ပြီးလျင်တခြင်းဆိုသောလေဝိသားအသက်တစ်ပည့်ဟိမန်တစ်ပည့်ယေဒုတုံတစ်ပည့်အပေါင်းတို့သည်အမျိုးသားချင်းများနှင့်တကွပိတ်ဖြူကိုဝစ်ဆင်၍ခွက်ကွင်းဆောင်းတယောကိုကင်လျက် ရစ်ပလင်အရှိပတ်၌ရက်နေကြ၏တဘိုးမဟုတ်သောရှစ်ပရောဟိတ်120တို့သည်လည်းတချင်းဆိုသော သူတို့နှင့်ဝိုင်းလျင်ထာဝရဘုရား၏ဂုံကျေးဇူးတော်ကိုချီးမွမ်း၍ထုံးမနာပြုခြင်းကတညီတညွတ်ဒီအတန်ပြန်လျက်ကောင်းမြတ်တော်မူသည်ဂယုနာတော်အစဉ်အမြဲတည်တည်ဟုတဘိုးခွက်ကွင်းအဆရှိသောတူရိယာမျိုးနှင့်တကွ အတန်ကိုလွင့်၍သာဝရဖရာဤဂုံတော်ကိုချီးမွမ်းကြတော်ခါသာဝရဖရာဤအိမ်တော်သည်မိုးတိမ်နှင့်ပြည့်ဤထိုးတို့ဖရာသခင်ဤအိမ်တော်သည်သာဝရဖရာဤဖုံးတော်နှင့်ပြည့်လျက်မိုးတိမ်တော်ကြောင့်ရှစ်ပရောဟိတ်တို့သည် အမှုတော်ကိုဆောင်ရွက်လျက်ရဲ၍မနေနိုင်ကြရာဇဝင်ကျုပ်ဒုတိယဆောင်ခန်းကြီး6ဗိမ္မာန်တော်အနုမောဒနာပြုခြင်း ရှောလမုံကလည်းထာဝရဖျားသည်ထူထပ်သောမှောင်မိုက်ထဲမှနေတော်မူသည်ဟု စကားတော်ရှိ၏တို့ရတွင် ကိုတော်ကျင်းဝတ်တော်မူရာအိမ်အစဉ်မြဲနေတော်မူရာဌာနတော်ကိုအကျွန်ုပ်တိဆောက်ပါပြီဟုမဆို၏တဖန်ရှင်ဘယင်သည်လက်ကြည့်၍ဣသရီလအမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏ ဣသူရီလအမျိုးပြိသက်အပေါင်းတို့သည် မတ်တက်နေကြ၏ရှင်ဘရင်ကလည်းထာဝရဖရာ၏ပြာဒိတ်တော်စကားဟုမူကားငါ၏လူဣသူရီလအမျိုးသားတို့ကိုအကုတ်တုပြီမှနှုတ်ဆောင်တော်နေကစား၍ငါနမတိယာအင်ကိုစောက်စီခြင်းမှာဣသူရီလခရိုင်များတို့တွင်မျိုးတစုံတစ်မျိုးကိုငါမရွေး ငါဤလူဤသူရီလာအမျိုးသားတို့ကိုအုပ်ဆိုးရသောသူကိုလည်းငါမရွေးသေးယခုမူကားနာနာမတီးယာဂျေရုရှလင်မြို့ကို၎င်းငါဤလူဤသူရီလာအမျိုးသားတို့ကိုအုပ်ဆိုးစေခြင်းမှာဒါဝိတ်ကို၎င်းငါရွေးပြီဟုငါခမဲတော်ဒါဝိတ်အားကြာဒိတ်တော်ရှိသည့်အတိုင်းပြုတော်မူသောဣသရီလအမျိုး၏ဖျားသခင်ထာဝရဖျားသည့် မင်္ဂလာရှိတော်မူစေတည်းဣသရီလအမျိုး၏ဖျားသခင် ထာဝရဖျား၏နာမတော်အဖို့အိမ်တော်ကိုတိဆောက်ခြင်းမှာနာခမဲတော်ဒါဝိဒ်၏အကြံရှိတော်ခါထာဝရဖျားကတင်သည်ငါနာမတီးရာအိမ်ကိုစောက်စေခြင်းမှာကောင်းသောအမှုကိုပြုပြီးသို့တော်လဲတင်သည်အိမ်တော်ကိုမဆောက်ရတင်ဤတာရင်သည် ငါနာမဖို့အိမ်တော်ကိုစောက်ရမည်ဟုငါခမဲတော်ဒါဝိအားမိတော်မူ၏။ထာဝရဖရာသည်အမိတော်ရှိသည့်အတိုင်းပြုတော်မူသည်ဖြစ်ငါသည်ငါခမဲတော်ဒါဝိ၏အရာရာကိုခံရ၍ထာဝရဖရာဂတိတော်ရှိသည့်အတိုင်းဤသူရိလနိုင်ငံ၏ယာစပလင်ပေါ်မှထိုင်လျက်ဤသူရိလအမျိုး၏ဖရာသခင်ထာဝရဖရာ၏နာမတော်အဖို့အိမ်တော်ကိုတိဆောက်လေပြီး ဣသရီလအမျိုးသားတို့နှင့်ထာဝရဘုရားဖွဲ့တော်မူသောပရိညင်ကြောက်စာပါသောတစ်တာတော်ကိုထိုအိမ်တော်၌ကျင်ထားလီပြီဟုမွတ်ဆို၏ရှောလမုံ၏စူတောင်းပထနာထိုအခါရှောလမုံသည်အလျား9000အနံ9000အမြင့်3000ရှိသော ပလင်ကိုလှုပ်၍တိုင်းအလယ်၌ထားနှင့်တော်ထိုပလင်ပေါ်သို့တက်ပြီးလျင် ထာဝရဖရာဤရစ်ပလင်ရှိဣတုရီလအမျိုးပြိသက်အပေါင်းတို့အလယ်မှာဒူးထောက်၍လက်ဝါးတို့ကိုကောင်းကင်သို့ဖြန့်လျက်အိုဣတုရီလအမျိုးဤဖရာသခင်ထာဝရဖရာကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုရောနဲ့တူသောဖရာတဆူမြမရှိပါရှေ့တော်၌စိတ်နှလုံးအကျွမ်းမဲ့ကျင့်တော်ကိုရောဤကျွန်ုပ်ဖို့ရေညင်တရားနှင့်ကရုဏာတရားကိုစောင့်ရှောက်တော်မူပြီး အကျုံလုံးအခဒါဝိ၌ထားတော်မူသောဂတိတော်ကိုမဖြတ်မိတော်မူသည့်အတိုင်းယနေ့ပြုတော်မူပြီးအိုဣတရီလအမျိုးဤဖျားသခင်ထာဝရဖျားကိုရောကတင်ဒီငါရှိမှကျင့်တကဲ့သို့တင်ဤသားမီတို့သည်ငါတရားကိုကျင့်လိုတော်မှာမိမိတို့တွားရလန်းကိုတတိပြုလျင်ငါမျက်မှောက်၌ဣတရီလနိုင်ငံဤ ရာဇပလင်ပေါ်မှာထိုင်ရတော့တင်းဤအမျိုးမေယုမပြက်ရဟုကိုရောကျုံအကျုံမုတ်အဖဒါဝိ၌ထားတော်မူသောဂရိတော်ကိုယခုစောက်တော်မူပါ။အိုဣသရီလအမျိုးဤဖျားသခင်ထာဝရဖျားကိုရောကျုံအကျုံမုတ်အဖဒါဝိအားမိန့်တော်မူသောစကားတော်ကိုယခုပြေဆုံးစေတော်မူပါ။တို့ရရင်ဖျားသခင်သည် မြေကြီးပေါ်မှာလူတို့တွင်ဧကံအမှန်ကျင်းဝတ်တော်မူမီလောကောင်းကင်နှင့်ကောင်းကင်တကာတို့၏အထွတ်အမြင့်ဆုံးသောကောင်းကင်သည်ကိုရောကိုမဆက်မခံနိုင်သည်ဖြစ်၍အကျွန်ုပ်တိဆောက်သောဤအိမ်ကိုအဘယ်ဆိုဖွယ်ရာရှိပါသနည်းသို့တော်လည်းဦးအကျွန်ုပ်ဖျားသခင်ထာဝရဖျားကိုရောကျုံသည်ရှေ့တော်၌ယနေ့ကြွေးကြော်လျက်ပထနာပြု၍တောင်းလျှောက်သောစကားကိုနားခံနာယူတော်မူပါ ဤမိသောအရ၌ငါနာမတရားမိဟုမိတော်မူသည့်အတိုင်းဤအရဌာနနှင့်ဤအိမ်တော်ကို နေညမပြတ်ကြည့်ရှု၍ကိုရောကြုံသည်ဤအရဌာန၌ဆူတောင်းသောစကားကိုနားထောင်တော်မူပါကိုရောကြုံမဆ၍ကိုရောဤလူဤတရီလအမျိုးသားတို့သည်ဤအရဌာန၌ဆူတောင်းပတ္ထနာပြုကြသောအခါချိန်ဝတ်တော်မူရာ ကောင်းကင်ဘုံ၌နားထောင်၍အပြစ်မှလွတ်တော်မူပါလူသည်မိမိအိမ်ကြီးချင်းကိုပြစ်မှားသောကြောင့်အကျဉ်ခံရမည်ဟုအိမ်ကြီးချင်းဆိုလျက်ဤအိမ်တော်၌ကိုတော်ဤရစ်ပလင်ရှိမှာအကျဉ်တိုက်လျင်ကောင်းကင်ဘုံ၌နားထောင်တော်မူပါ မတရားသောသူသည်မိမိအပြစ်နှင့်အလျောက်ရှုံးစေခြင်းကလကောင်းဖြောက်မှတ်သောသူသည်မိမိဖြောက်မှတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍အပြစ်မှလွတ်စေခြင်းကလည်းကောင်းကိုရောကျွန်ုပ်ကိုတရားစီရင်တော်မူပါကိုရောဤလူဣတရီလအမျိုးသားတို့သည်ကိုရောကိုပြစ်မှားသောအဖြစ်ကြောင့်ရန်သူရှိမှရှုံးရသောအခါကိုရောထံသို့ပြန်လာ၍နာမတော်ကိုဝန်ခံလျက်ဤအိမ်တော်ကိုမိခိုလျက်ဆုတောင်းပတ္ထနာပြုလျင်ကောင်းကင်ဘုံ၌နားထောင်၍ကိုရောဤလူ ဣတရီလအမျိုးသားတို့ကိုအပြစ်မှလွတ်တော်မူပါဘိုးဘေးတို့အားပေးသနာတော်မူသောပြည်သူတဖန်ပို့ဆောင်တော်မူပါကိုတော်ကိုပြစ်မှသောအပြစ်ကြောင့်မိုးမရွာမိုးဖောင်သဖြင့်ကိုတော်သည်ဆုံးမတော်မူသောအခါသူတို့သည်ဤအယက်ဌာနတော်ကိုမိခိုလျက်ဆူတောင်း၍နာမတော်ကိုဝန်ခံလျက်မိမိဒုစရိုက်ကိုစွန့်ပယ်လျင် ကောင်းကင်ဘုံ၌နားထောင်၍ကိုရောဤကျွန်ကိုရောဤလူဣတရီလအမျိုးတို့ကိုအပြစ်မှလွတ်တော်မူပါသူတို့လက်ရသောလမ်းကောင်းကိုပြညွန်၍ကိုရောဤလူတို့အားအမွေပေးသောမြေပေါ်မှမိုးရွာစေတော်မူပါကီရော၌အစာဟာရခြောင်းပါတော်လက်ကောင်းလေထီး၍အပင်သေးတော်လက်ကောင်းအရေယိုး၍သေးတော်လက်ကောင်းအရာပချိုင်း ခါတိလချိုင်းကိုက်စားတော်၎င်းရန်သူတိုက်လာ၍မြို့ကိုဝိုင်းထားတော်၎င်းဘေးဥပ္ပအနာယောဂတစုံတစ်ခုရောက်သောအခါကိုလိုဤလူဤတွေလမျိုးသားအချို့တို့သည်အတီးတီးခံရသောဘေးဒဏ်ကိုတီလျက်ဤအိမ်တော်တို့မိမိတို့လက်ဝါးကိုဖြန့်၍တစုံတစ်ခုသော ပထနာစကားအဖြစ်ဆုတောင်းလျင်ကျိမှုတုံမူရာကောင်းကင်ဘုံ၌နားထောင်တော်မူပါ ဘူးပေတို့အားပေးသနာတော်မူသောကီ၌သူတို့သည်အသက်ရှင်သောကာလပတ်လုံးကိုတော်ကိုကြောက်ရွံ့၍တရားတော်လမ်းသို့လိုက်ပါမည်ကြောင်းကိုတော်သာလျင်လူတတဝါပေါင်းတို့၏စိတ်နှလုံးသဘောကိုတည်တော်မူသည်ဖြစ်၍ဆူတောင်းသော သူတို့၏စိတ်နှလုံးသဘောကိုတည်လျက်သူတို့အပြစ်ကိုလွတ်တော်မူပါအတိအသီးပြုကြသည့်အတိုင်းစီရင်တော်မူပါ ကိုရောဤလူဣတရီလအမျိုးမဟုတ်တပားမျိုးသားတို့သည်ကြီးမြတ်သောနမတော်နှင့်တကူးကြီး၍စံ့တော်မူသောလယုံတော်ကိုထောက်သဖြင့်ဝေးသောပြည်မှရောက်လာ၍ဤအိမ်တော်ကိုမိခိုလျက်ဆူတောင်းလျင်ရင်ကျင်းဝတ်တော်မူရာကောင်းကင်ဘုံ၌နားထောင်တော်မူပါကိုရောဤလူဣတရီလအမျိုးသားတို့သည်ကိုရောကိုကြောက်ရွံ့တကယ်သူ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက်နာမတော်ကိုသိစေခြင်းက၎င်းအကျွန်ုပ်တိဆောက်သောဤအိမ်တော်ကိုနာမတော်ဖြစ်သမုတ်ကြောင့်ကိုသိစေခြင်းက၎င်းထိုတပားမျိုးသားတို့သည်ဆုတောင်းသမျှအတိုင်းကျေးဇူးပြုတော်မူပါကိုရောစေခိုင်းတော်မူသည့်အတိုင်းကိုရောဤလူတို့သည်ရန်သူတို့ရှိရာသို့စစ်ချီတော်အခါရွေးတော်မူသောမြို့ နာမတော်အဖို့အကျွန်ုပ်တည်ဆောက်သောအိမ်တော်ကိုမိခိုလျက်ကိုတော်အားဆုတောင်းကြလျင်သူတို့ဆုတောင်းပထနာပြုသောစကားကိုကောင်းကင်ဘုံ၌နားထောင်၍သူတို့အမှုကိုစောက်တော်မူပါမပြစ်မတတ်သောသူတယောက်မျှမရှိသည်ဖြစ်၍ကိုတော်ဤလူတို့သည်ကိုတော်ကိုပြစ်မသောကြောင့်အမျက်တော်ထွက်၍ရန်သူလက်သို့အပ်တော်မူသည်ဖြင့်ရန်သူတို့သည် ဝေးသောပြီး နီးသောပြည်အခြားတစ်ပါးသောပြည်သူတင်သွားလျင်လည်းကောင်းထိုပြည်၌အချုပ်ခံစဉ်သူတို့သည်တတိယ၍အကျွန်ုပ်တို့သည်ပြစ်မှားပါပြီမဖြောင့်သောအမှုစိုးညစ်သောအမှုကိုပြုမိပါပြီဟုစိတ်ပြောင်းလဲ၍တောင်းပန်သဖြင့်တင်သွားသောရန်သူတို့၏ပြည်၌နေစဉ်စိတ်နှလုံးအကျွမ်းမဲ့အထံတော်သို့ပြန်လာ၍ဘိုးဘေးတို့အားပေးတော်မူသောပြည် ရွေးတော်မူသောမြို့နာမတော်ဖို့အကျွန်ုပ်တိဆောက်သောအိမ်တော်ကို မိခိုလျက်ဆူတောင်းရင်းလည်းကောင်းသူတို့ဆူတောင်းပဋ္ဌာန်းာပြုသောစကားကိုကျင်းမှုတော်မူရာကောင်းကင်ဘုံ၌နားထောင်၍သူတို့အမှုကိုစောက်တော်မူပါကိုတော်ကိုပြစ်မာသောကိုတော်လူတို့၏အပြစ်ကိုဖြေရှင်းတော်မူပါ အိုအကျွန်ုပ်ဖရာသခင်ကြည်ရှုတော်မူပါဤအယက်ဌာန၌ဆူတောင်းသောစကားကိုနားထောင်တော်မူပါ ။ "ఓ ထာဝရအရှင်ဖရာသခင်ကျိန်းဝတ်တော်မူရာသို့တကိုးတော်နှင့်ရှင်တော်ဓမ္မတတနှင့်တကွတတ်တော်မူပါ။ဦးထာဝရအရှင်ဖရာသခင်ကိုတော်၏ယေပရောဟိတ်တို့သည်ကဲတင်ခြင်းတစားကိုဆင်၍ကိုတော်၏တန်ရှင်းသူတို့သည်ကျေးဇူးတော်၌ဝမ်းမြောက်ကြပါစေသော။အိုထာဝရအရှင်ဖရာသခင်ဘိတ်သိက်ပေးတော်မူသောသူ၏မျက်နာကို လွှဲစီတော်မမူပါနဲ့။ကိုတော်ကျွန်ဒါဝိခံရသောဂျေစုတော်ကိုအောက်မေ့တော်မူပါဟုပထနာပြုလေ၏။ခမဲတော်ဖျားသခင်ဤခွင့်လွှတ်ခြင်းကိုသားတော်ဖျားယေရှုခရစ်အဖျက်မထိုက်မတန်ခံစားထားရသောမိတ်ဆွေများ၌ထိုဂျေစုတော်ကိုချီးမွမ်းနိုင်ရန်တန်신သောဝိညာဉ်တော်ဖျားသည်အစဉ်လမ်းပြပို့ဆောင်တော်မူပါစေသော Amen.